ဆက်တခုနဲ့မှာခွန်ပရိတ်ပြန်ကြပါတော့เนาะထားလိုက်တော့ခွန်ပရိတ်ပြန်ကြ၄နှစ်သက်တခွန်27မှာ395ပြန်ကြ20နှစ်မှာ136ခွန်ပရိတ်ပြန်ကြ23မှာ8ခွန်နှစ်ပြန်ကြ24မှာ395ပြန်ကြ၄နှစ်သက်စော့ထားတယ်ဒီဖုံးလောက်လိုက်ရင်ကျွန်တော်တို့ဟိုလိုင်းမကောင်းပါဆိုတော့เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒီခွန်ပရိတ်ပြန်ကြကြလို့အဲ့နှစ်ထဲမှာခွန်နောက်ပိတ်ကို ခွာပေါင်းရင်း30နောက်နှက်ခတ်လို့ရိုက်တာနဲ့သူ့ကောင်မှာ6ထက်ဟုတ်ပြီနော်ခွာပေါင်းရင်းဒီနောက်တွဲနှက်ခတ်ဖြစ်ရမယ်ခွာ30ဒီ30ရဲ့နှက်ခတ်နောက်ပေါင်းခွန်ပေါ့ဗျအဲ့လိုရိုက်တာနဲ့အဲ့နေထဲမှာနှစ်ပိတ်လို့ပိတ်ရင်ဒီ3လုံးပေါင်းရင်းက30 33နှစ်လုံးပေါင်းရင်း30နှစ်ပိတ်ခါ3လုံးက5လို့ဖြစ်တယ်ခါ3လုံးက3 30နဲ့5ဖြစ်တယ်ဖြစ်ပြီးတာနဲ့တကတ်ထဲတစ်ခါတည်းရှင်းမယ်နော်အဲ၅ဖြစ်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ပထမဆုံးခွန်ပိတ်ပိတ်ရင် 9နဲ့9နဲ့နှလုံးပေါင်းရင်၄တဲ့9ခါသည်ရှေးပေါင်း9နဲ့ပရိတ်လေးလို့ထွက်တယ်ထွက်တာနဲ့သူ့ရဲ့အောက်တပွဲကျော်မှာအဲဒီခါတော်၃လုံး9ကိုပရိတ်9လို့ရိုက်တယ်အဲ့လိုရိုက်တဲ့နေရာမှာဒီ၃လုံးက၈လို့ချုပ်တယ်ဒီ၃လုံးက၈နောက်ပေါင်း9သည်ရှေးပေါင်း9လို့ရိုက်တယ်အဲ့တော့6တိ၈ထွက်တယ်ဒါလိုရင်းပေါ့လေဒါလည်းတော့တူမရဘူးနော်ဟိုကျန်တဲ့အလုံးကြီးတွေထည့်ပေးလို့မရဘူးအဲ့တော့ဒီမှာ6တိ၈ထွက်တယ် နောက်တစ်ခါကျွန်တော်တို့22ခုနှစ်မှာခွန်ပရိတ်ပြန်ကြပါတော့ပြန်ကြအောင်မှာ136 136ကြရတယ်ကြာတာနဲ့ဒီခွန်ပိတ်မှာတခုသောခွန်ပိတ်မှာခွာပေါင်းခြင်း၅ဒီနောက်ပေါင်း3ရိုက်တယ်သူ့အောက်မှာ6ထိပ်ကြီးပိုင်ကစားတယ်ကစားတာနဲ့အဲ့မှာနှစ်ပိတ်ကိုဒီ၃လုံး30ရဲ့ဇောင်းမှာနှစ်ပိတ်လို့ရိုက်တယ်ရိုက်တာနဲ့ခါတော်၃လုံး6လို့ဝင်တယ်ဝင်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ပိတ်လို့ပိတ်တယ်နဲ့1နဲ့2နဲ့နှလုံးပေါင်းခြင်း3နဲ့တစ်ခါဒီရှေးပေါင်း1နဲ့ပရိတ်3လို့ထွက်တယ်၄ပရိတ်3ပရိတ် သူ့ရဲ့အောက်တပွဲကျော်မှာခါသုံးလုံး၆ခဲ့တဲ့၆ပါဒီမှာဗရိတ်၆လိုရိုက်တယ်။ရိုက်တာနဲ့ဒီသုံးလုံးကသူက၈ပဲ။မူတွေပဲเนาะဒီသုံးလုံး၈ဒီသုံးလုံး၈အဲ့လိုရိုက်တာနဲ့ကျွန်တော်တို့ကဒီနောက်ပေါင်းကူးဒီရှေ့ပေါင်းကူးနဲ့ကိုးသုံးညခွန်လို့ထွက်တယ်။ဒါလိုရင်းမယ်။နောက်ထပ်ပြခြင်းလို့ရှို့အောင်မဆွဲတော့တာเนาะ။ဟုတ်ပြီဒါဆိုကျွန်တော်တတိယကံ23မှာ8ခွန်နဲ့ဒီ8ခွန်နဲ့ပြန်ရကြခဲ့ပြီဗောနော်။ကြတာနဲ့ဒီခွန်ပိတ်မှာခွာပေါင်းခြင်းတက်ဒီနောက်ပေါင်း8လို့ဝင်တယ်။ ဝင်တော့နဲ့သူ့အောင်မှာ6ထိပ်စီပဲကစားတယ်ကစားတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ဘိတ်လို့စကြခဲ့တယ်ဒီ6နဲ့6နဲ့နှလုံးပေါင်းချင်းနှစ်တယ်နှစ်ပြီးတာနဲ့ဒီ6ခါးဒီရှေပေါင်း6နဲ့ဗရိတ်နှစ်လို့ရိုက်တယ်သူ့ရိုက်တာနဲ့သူ့ရဲ့အောက်တဝဲကျော်မှာဗရိတ်ခွန်လို့ကစားတယ်အဲ့ခွန်ဒီကျွန်တော်တို့ဒီဘက်နှစ်မှာပရမနှစ်ပိတ်လို့ရိုက်ရင်ပေါ့နော်ပြောဖို့ကြံတော့နှစ်ပိတ်လို့ပိတ်ရင်ဒီဆောင်ဒီ330ရဲ့ဆောင်းမှာပေါ့ရေ ဒီ3လုံး30ဆောင်းမှာနှစ်ပိတ်လို့ပိတ်ရင်ခါ3လုံးခွန်ကအဲကျွန်တော်တို့ဒီ6ခါနဲ့6ပိတ်နဲ့နှစ်ဖြစ်ပြီးပရိတ်နှစ်ရအောက်တပွဲကျော်မှာခွန်အရှစ်ခွန်ပရိတ်ကစားရတယ်ဗောနော်ဒီ3လုံးက10မူတည်ပဲအဲမှာနောက်ပေါင်းနှစ်ဒီရှေ့ပေါင်းနှစ်နဲ့665လို့ထွက်တယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့တတိယကပ်ပေါ့ဗျာဒီပြီးကြတဲ့နှစ်က395ဒီ395ပြန်ရကြတယ်ကြတယ်လို့ပဲအဲ့နှစ်ထဲမှာခွန်ပိတ်တစ်ချိန်ပဲပိတ်တဲ့ခွန်ပိတ်ကိုခွာပေါင်းခြင်းကနောက်ပေါင်းခြင်းက သူ့အောင်မှာ6ထိပ်လို့ကစားတယ်။ကစားတာနဲ့ကျွန်တော်တို့ကဒီမှာနှစ်ပိတ်ပေါ့ဗျာ။အိုင်းနှစ်ပိတ်ကိုဒီမှာဒီ၃လုံး30ခံရမှာ။ခံပြီးတာနဲ့သူ့အောင်မှာနှစ်ပိတ်ပေးရမှာ။ပိတ်တဲ့နေရာမှာခါ၃လုံးကကျွန်တော်တို့10ဖြစ်ရမှာ။ကျွန်တော်က16နဲ့ထုတ်တယ်။ထွက်တာက6နဲ့ထွက်တယ်။ဟုတ်ပြီနော်။အဲခါ၃လုံး10ကိုပဲယူခဲ့ပေါ့ဗျာ။အဲ့တော့သူ့ရဲ့နောက်တစ်နေ့မှာပထမဆုံးခွန်ပိတ်လို့ပိတ်ရင်ခွန်နယ်လေးနဲ့နှလုံးပေါင်းချင်းတက်ခွန်ကားဒီခြေပေါင်းခွန်နဲ့တချို့ဆယ်ကွက်စီးထိုးတဲ့သူတွေပေါက်ခဲ့တယ်။ကျွန်တော်ကတော့မပေါက်ဘူး။ ်ငလင်းကိုလူကျင်လို့ဟုတ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဟိုစေနာမန် site အမှန်ပေါ့နော်ဟိုလူရင်းတူရှင်ပေါ့ဗျပြပေးနေတာအဲ့မှာကျွန်တော်တို့ရှစ်ကိုးလေးလို့ထွက်ခဲ့တယ်ထွက်တာနဲ့ဒီခွန်ခါးဒီရှေးပေါင်းခွန်၄ဘိတ်ပေါ့ဗျနှလုံးပေါင်းကြီး၁တစ်ပရိတ်ပေါ့အဲ့မှာ၄၃၁၁ပေါ့နော်အဲ့မှာ6ခွန်5 6ခွန်8ထိသွားကြတယ်ဟုတ်အဲ့တော့ဒီတစ်ပရိတ်ရဲ့တပင်ကြုံမှာဒီနေရာမှာ8ပရိတ်လို့အကြိုက်ဆုံးကစားထားတယ် အဲ့လိုကစားတဲ့နေရာမှာဒီ၃လုံးကကျွန်တော်တို့6ဖြစ်မယ် sorry 10ဖြစ်မယ်ဆို6ခါပေါ့ဗျာဒီနောက်ပေါင်းချင်း9ဒီ10ပေါင်း9ဆိုတော့ဒါ365 369တခွက်ပေါ့နော်369ကိုနောက်ထပ်နှစ်ဆိုင်သုံးဆိုင်လောက်ရှိသေးတယ်เนาะကျွန်တော်ကအချိန်မရလို့နောက်အချိန်မရလို့ဆိုတော့ဖုံးအားရောကျွန်တော်တို့ဒီ line မကောင်းတာရောကြောင့်အတက်နိုင်ဆုံးချုပ်ပြပေးတာအဲ့တော့369တခွက်မှတ်ပေါ့နော်အခြား10ပြိတ်တွေကတော့ကျွန်တော်မှန်ပါတယ်ထည့်ထားတဲ့10ပြိတ်တွေပဲအဲ့အခြား line နေရာလေးအပြလို့ကအဆင်မပြေဘူးဘာလို့လဲဆိုတော့ဟို site ပေါင်းစုံလဲဆိုတော့เนาะ အဲ့ဒီ369ကတော့ဒီ site နဲ့ဒါပြပေးတယ်နောက်ပြီးတော့ကျွန်တော်တို့အဲ့လိုပဲဒီခွန်ပိတ်ပိတ်တာနဲ့6နဲ့9နဲ့နှလုံးပေါင်းခြင်းလေးကိုးခါးဒီရှေးပေါင်းကျွန်တော်တို့အဲကိုးခါးဒီရှေးပေါင်းကိုးနဲ့ပရိလေးထွက်တယ်လို့အဲ့နှစ်ထဲမှာဒီခွန်ကိုပဲပေါ့နော်အဓိကခြေခံကစားကြီးอ่ะဒီခွန်ကိုပဲဒီမှာကျွန်တော်တို့ခါငယ်အမောက်ခွန်ဆိုပြီးတော့အဲ့နှစ်ထဲမှာအဲ့နှစ်ထဲမှာတဲ့ခါငယ်အမောက်ခွန်ဒီခွန်ပိတ် ပိတ်တဲ့နေထဲပေါ့နော်ခွန်နဲ့ငါးနဲ့နှလုံးပေါင်းရင်လေးတဲ့ထင်တာဒီမှာဒီသုံးလုံးကခွန်လို့ရိုက်တယ်အဲ့ကြမှာပထမဆုံးရိုက်တာပေါ့နော်သူ့ရဲ့ဘေးနေမှာအဲ့လိုခွန်တစ်ခါမှမရိုက်ခဲ့ဘူးပေါ့နော်အဲ့တော့ငါးကိုသုံးဒီခွန်ရိုက်တယ်ရိုက်တာနဲ့ဒီခါနဲ့ဒီထိတ်သီးနဲ့ကိုသူကလေးလို့သွားတယ်အပေါ်ကလေးဘရိတ်ကိုဒီမှာလေးလို့သွားတယ်သွားတဲ့နေရာမှာလည်းဒီမှာငါးသုံးညနဲ့ဒီရဲ့သုံးခါနဲ့ကိုရှစ်ပေါ့ဗျာလိုရင်အဲ့တော့ရှစ်ပေါ့အဲ့ရှစ်နောက်ဘက်ကတော့သူကမူရီသုံးသွားတယ်တည့်ရဲ့သုံးညရဲ့နှစ်ရဲ့သုံးလုံးပေါင်းခြင်းကသုံးလို့သွားတယ်အဲ့တော့ 83ကိုဖြည့်ထည့်တယ်ပေါ့နော်အဲ့တော့3 3နှစ်ထွက်တယ်ပေါ့လေဒီ3လုံးပေါင်းရင်10ဒီ3လုံးပေါင်းရင်က4ဖြစ်ဖို့ဒါ3ထိတ်ထည့်ယူမယ်ဒီ3လုံးက3မူတွေနဲ့ဒါ3 3နှစ်တကွက်ထွက်တယ်ပေါ့နော်နောက်တကဒုတိယနှစ်မှာလည်းဒီခွန်ပိတ်ပိတ်တာနဲ့တင်းနဲ့နင်းနဲ့နှလုံးပေါင်းရင်3တခါဒီရှေးပေါင်းတက်ပရိတ်3ထွက်တယ်လို့အဲ့နှစ်ထဲမှာကားငယ်မောက်ပထမဆုံးခွန်ဖြစ်တာဒီမှာဖြစ်တာပေါ့ရှစ်ခွန်နဲ့မှာခွန်ဖြစ်တာပေါ့နော်ဖြစ်တာနဲ့ဒီခွန်ခါနဲ့ရှေးပေါင်းခြင်းနဲ့ကသူက3လို့သွားတယ်သွားတဲ့နေရာမှာလည်းဒီ သူ့ဘေးကဒီနောက်ပေါင်းခွန်တဲ့ဒီခွန်ခါးဒီကျွန်တော်တို့ခွန်ပေါ့နော်ရှစ်ပြီးတော့ခွန်ပေါ့အဲ့ဒါကို၃ပြန်ဖြီမှာ၃ကဘယ်လိုဖြီမလဲဆိုတော့ကိရခွန်ရ9ရကို၃လို့သွားတယ်နောက်ပိတ်၃လုံးကို၃လို့သွားတယ်အဲ့တော့ကျွန်တော်တို့9ပိတ်နဲ့ဒါ6 3 5တစ်ခွက်ထွက်တယ်ပေါ့နော်လိုရင်းပဲကျန်တာလေးအစပလာလေးကျွန်တော်ဘာမှမမထိတ်တာဒါဆိုတတိယကကျွန်တော်တို့ဒီကောင်ကတော့ခွန်ပိတ်ကအောက်မှာကစားတယ်သူခွန်ကအပေါ်မှာဖြီးတယ်နော်အတူတူပဲ ီမှာခွန်ဘိတ်လို့ပိတ်တာနဲ့6နဲ့6နဲ့နှလုံးပေါင်းကြီးနှစ်ဒီ6ပါးဒီရှေးပေါင်း6နဲ့ဗရိတ်နှစ်ရိုက်တဲ့နေ့ထဲမှာဒီဗရိတ်နှစ်ကိုပဲသူကကားငယ်မောက်ဒီမှာပထမဆုံးခွန်တယ်။လေးနှစ်တင်းနဲ့ခွန်တယ်။ခွန်တာနဲ့ဒီရှစ်ခါနဲ့ဒီကရှေးပေါင်းလေးနဲ့ကိုသူကနှစ်လို့သွားတယ်။ဟုတ်ပြီနော်။နှစ်လို့သွားတာနဲ့သူ့ဘေးကဒီနောက်ပေါင်းခွန်နဲ့ဒီက6ခါနဲ့ကို6လို့သွားတယ်။သူက3ကတော့ဒီမှာ10ဘိတ်ရယ်ခွန်ဘိတ်ရယ်10ဘိတ်ရယ်ကို3လို့သွားတယ်။အဲ့တော့6 သုံးကိုဖြီထည့်သွားတယ်ပေါ့နော်ဒါဆိုကျွန်တော်တတိယကက်ဟုတ်ပြီဒီမှာခွန်ဘိတ်ကိုခွန်နဲ့လေးနဲ့နှလုံးပေါင်းချင်းတက်ခွန်ခါသည်ရှည်ပေါင်းခွန်ဗရိတ်တက်လို့ရိုက်ပြီးရိုက်တာနဲ့အဲ့နှစ်ထဲမှာလဲသူကဒီကားငယ်မောက်ခွန်ကဒီမှာစဖြစ်သွားတယ်ဖြစ်တာနဲ့ကျွန်တော်တို့ကဒီ6ခါကြီးတဲ့အတွက်ရှည်ပေါင်းချင်း9နဲ့မှကျွန်တော်တို့တက်ဖြစ်မှာဟုတ်ပြီနော်အဲ့တော့ရှည်ပေါင်း9တက်ဖြစ်အောင်လဲဒီမှာနောက်ပေါင်းရှစ်ရှိတဲ့အတွက်ဒီမှာခွန်ခါထဲမှာ9ဖြစ်မှာ9ပေါ့နော်အပေါင်း3ပေါ့ အဲ့မှာ9ဆိုတော့ဒါရှစ်ပေါင်းချင်း9ဆိုတော့ဒါရှစ်ထိတ်ထဲလာရင်ပေါ့ဗျာရှစ်ခွန်တွဲအဲ့ဒါဟိုမှာဒီမှာ3ဘိတ်6ဘိတ်9ရှိတယ်ဒီမှာ3ဖြစ်ဖို့4ဘိတ်ပေါ့နော်အဲ့တော့ရှစ်ခွန်4ဒါအဓိကတည်ထိုးပေါ့ဗျာအခြားပရိရှိတ်တွေကတော့ကျွန်တော်ဒီမှာရေးပေးထားတယ်ကျွန်တော်ဖွဲ့ရဲမှာလည်းပါတယ်ပေါ့နော်ဟိုဂျန်တဲ့ဟာတွေကတော့ဟိုရှစ်ရှစ်ဝူးမပြောတော့ဘူးနော်ဒီလောက်ပဲအနည်းကဆိုတော့ကျွန်တော်တို့ဒီလောက်ပဲကောင်းတယ်ဟိုပြတော့လိမ့်မယ်ဒါကျွန်တော်အကြိုက်ဆုံးကဏ္ဍနေပေါ့နော် အာကျင်တဲ့သူကပါပါအာပေါ့ဒီလေးပေါ့အကျွန်တော်ဖွဲ့ထဲမှာပါတဲ့ဟာတွေကြီးပဲဒါရှစ်ခွန်လေးကတော့အနီးကအနေနဲ့မပါဘူးပေါ့နော်ကျွန်တော်ဖွဲ့ဝင်ထားတဲ့သူပဲဖြစ်ဖြစ်မဝင်တဲ့သူပဲဖြစ်ဖြစ်ကြာရင်ထိုးပေါ့အဲအဖွဲ့ဝင်ထဲမှာတော့ဒီ၃ဝက်ကပါတယ်အာရန်ရင်တဲ့သူကရန်ပေါ့နော်အလုံးမဲ့ကံကောင်းမှဖြစ်တယ်